ဒီကတော့အခုတလုံးမှအရန်နာမည်ကြီးနေတဲ့ဒီဗီဒီယိုဖိုင်လေးပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးကိုဖွင့်မပြခင်ကျွန်တော်တွေးတာကိုပြောကြားခြင်းနေပေါ့နော်ဒါကဘာလဲဆိုတဲ့ခါကျတော့အမျိုးတို့အနေနဲ့စဉ်းစားကြည့်ကြည့်ပေါ့နော်ဒါကားတွေဆိုတာကဥပမာအခုဆိုလို့ရှိရင်ဒီရေရေစီးတန့်နေတဲ့ချိန်မှာဒါကားကိုဖြတ်မောင်းနေပေါ့နော် ကားကြီးတွေပဲဖြစ်ဖြစ်ကားလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီဆက်အင်ဂျင်တွေကိုရေဝင်သွားပြီဆိုတာနဲ့အချိန်မရွေးရပ်သွားနိုင်တယ်ပြီးရင်ဒီကားဆိုတာကအမြဲတမ်းသူကအလုံးလုံးနေရတယ်ဒီဆက်မတည်ခင်မှာပေါ့နော်အမြဲတမ်းအလုံးလုံးနေတဲ့အချိန်မှာရေရတယ်အမြဲတမ်းရှိနေတယ်ဆိုတော့အဲ့ဒီကားရဲ့ဒီဆက်အင်ဂျင်တွေကို ရေများဝင်သွားပြီဆိုတာနဲ့ဒီကားဟာအချိန်မရွေးစက်ရတ်သွားနိုင်တယ်ပေါ့နော်ရတ်သွားနိုင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးအန်တရဲ့ဒုက္ခပြင်းနဲ့ ဒါကြုံရမှာပဲပေါ့နော်သူတို့တွေမောင်းရဲတာကိုကျွန်တော်တော်တော်အံ့ဩတယ်ပေါ့နော်ဘယ်လိုမျိုးအသွေးအခေါ်များနဲ့များဒီလိုမျိုးရေကျနေတဲ့အချိန်ကိုမောင်းတာလည်းမသိဘူးပေါ့နော်တကယ်တမ်းဆိုရင်ဒါတွေကလောကမဖြတ်တဲ့ဘူးပေါ့နော်ဒါဖြတ်သွားတဲ့အခါကျရင် အခုလိုမျိုးတွေဖြစ်သွားပြီဆိုရင်ကားပိုင်ရှင်လဲဒါဆုံရှုံနေတာမှုတွေအများကြီးဖြစ်တယ်ပေါ့เนาะဒါကြောင့်မို့လို့ဒီလိုမျိုးတွေလုံးဝလုံးဝ မမောင်းတယ်မူလို့ဒါကျွန်တော်အမြင်မူဒါလာပြီးတော့ပြောပြပေးတာပေါ့နော်ကျွန်တော်တို့တွေဆိုရင်ဒီလိုမျိုးရှည်တွေဖြစ်နေပြီဆိုရင် လုံးဝမမောင်းဘူးပေါ့နော် ရေတော်တော်လေးနှစ်တာနဲ့ကျွန်တော်တို့တွေကားရေနဲ့သွားပြီဆိုတာနဲ့အိဇောတဲ့ကနေရေဝင်သွားရင်တောင်မှကျွန်တော်တို့ကအများကြီးစိုးရင်ဖို့စိုးရင်ကြရဖြစ်လာတယ်ပေါ့နော်အိဇောတဲ့ကိုရေများများဝင်သွားပြီဆိုတဲ့နဲ့စစ်တေလိုက်တာနဲ့သွားပြီကားတစ်စီးလုံးကဘာမှလုံးလို့မရတော့ဘူးနောက်တစ်ခုက ဒီပန်ကာတွေလေနေရတဲ့နေရာတွေကိုရေဝင်သွားရေဆူသွားပြီဆိုလို့ရှိရင်လည်းဒါတွေကအချိန်မြေဆွေးသွားနိုင်တယ်လို့မျိုးပြတ်သွားလဲပြတ်သွားလို့လဲနိုင်တယ်ချော်ထွက်သွားလို့လဲရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးတွေဖြစ်နေတဲ့အချိန်တွေမှာမောင်းတယ်ဘူးပေါ့နော်ဒီလိုမျိုးတွေများတော့အားဖြင့်မောင်းတာကတော့မြန်မာပြည်မှာပဲများတယ်ပေါ့နော်ကျွန်တော်တို့များနိုင်ငံတွေမှာဆိုရင်တော့ မောင်းတဲ့သူဖြစ်တာပဲပေါ့ဗောနော်တော်တော်များများဆိုရင်ကျွန်တော်တို့ဒီကားလွတ်လွတ်ကန်လေးတွေပေါ့နော်ကားချောလေးတွေမောင်းတဲ့စီးတဲ့သူတွေတချို့နိုင်ငံတွေမှာလည်းမောင်းတယ်မောင်းတာနဲ့အဲ့ဒီကားဟာတုံးစားလို့မရတော့လောက်အောင်တော့မှဖြစ်သွားတယ်ပေါ့နော်ရက်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အခုကျတော့ရေစီးတန်နေတဲ့အချိန်ခါကြီးမှာအခုလိုမျိုးကြီးမောင်းတာတော့ပိုဆိုးတာပေါ့နော်ကားကြီးဆိုပေမဲ့မြင့်နေဆိုပေမဲ့ဘယ်လိုပဲဖြစ်ရဲတော့ဝင်มาပဲပေါ့နော် အဲ့လိုမျိုးတွေဝင်သွားလို့ခုလိုမျိုးတွေစက်တည်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်ဒါတကယ်မမောင်းတယ်မူဒါကြောင့်မလို့ကြီးတဲ့သူတွေကပြောတာ လူတိုင်းလူတိုင်းမှာခေါင်းထဲမှာအုံနောက်ပါတယ်ဆိုပေမဲ့လူတိုင်းကညံကိုမတုံးဘူးဆိုတာကိုအဲ့ဒါကိုပြောတာပေါ့နော်ဒီလူတွေကလည်းဒီတိုင်းအဲ့ဒီအဲမှာပါတယ်ပေါ့နော်အာရှိခေါင်းရှိပါလိမ့်မယ်ငါတို့ကအာမောင်းရဲတယ်တတိရှိတယ်ဘာညာဒီလိုမျိုးဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါတွေက ီလူမျိုးမောင်းရတဲ့တတိတွေဘာတွေဆိုတာကဒါကုံဆောင်စရာမဟုတ်ဘူးလို့ကျွန်တော်တော့မြင်တယ်ဗောနော်โอเคကြည်ကြည်ရအောင်ဒီမှာဒီမှာเนาะကြည်ရတယ်ကြည်ကြည်เนาะအဲကြည်ကြည်တကယ်လားဆိုရင်လုံးဝအမောင်းတဲ့လူဒီမှာမောင်းနေကြည်ดาวกามองต่อลุโลပြောလို့မရဘူးလွတ်သွားတာกามองต่อลุโลပြောလို့မရဘူးเนาะဒီမှာလည်းကြည့်ကြည့် ကလာအန်လေးများလေးပေါ့နော်။နောက်ပြီးရလိုက်တယ်။ဒီမှာဘာပြေးဒီမှာဘာပြေးဒီမှာဘာပြေးဒီမှာအချိန်မီကားကလဲလွားလို့ရတယ်ပေါ့နော်။ဘာဘီကဲဘာဘီလေဘီဘာလုံးမလဲ ဆုံးရှုံးရင်အဲ့ဒီကားပိုင်ကနေဆုံးရှုံးနေမောင်းတဲ့သူကလည်းကြည့်ကြည့်မောင်းခိုင်းရင်တောင်မှဒါမှမောင်းသိရင်ပေါ့နော်ကြည့်ကြည့်ဆုံးရှုံးနေဒီကားတစ်စီးရဲ့တံပိုးဆိုတာလည်းတွေ့ကြည့်မယ်ဆိုရင်အများကြီးပဲပေါ့နော်ကဲဘာလို့လို့မရတော့ဘူးမြက်သွားပြီလားဒါဆိုရင်အဲ့ဒီကားရဲ့အင်ဂျင်တွေကိုရှင်းမဝင်သွားဘူးလားဝင်သွားပြီပြင်ရတဲ့ဆိုရင်တိတ်ချင်နဲ့ရမယ်ချီကိုဦးမယ်ဘလောက်ဆုံးရှုံးသွားပြီလဲဟမ်ဒါဒီတွေးတဲ့လို့မြင်နေပေါ့နော် ဒီကြည့်ဒါလူတွေပါလို့ရှိရင်မတော်တဆများဖြတ်ကုန်သွားတယ်ဆိုရင်ကြော်ရအောင်မယ်โอเคဘိုင်ဘိုင်